အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio pod channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မိငယ်ရဲ့ဘဝခါခါဆိုတဲ့ဝိထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇာတ်လမ်းတစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဒီကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်ကဲဒါဆိုရင်ကျမတို့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင် မောကတစိမ့်စိမ့်ရွာနေသည် မုံမုံဖွဲဖွဲကလေးစနေသောမိုးဆန်မုံမုံကလေးများသည်မှန်ပရိပောက်ကိုမထိတ်တထိတုတ်ခတ်သွားကြသည်ရင်ငွေရိုက်သည်ဖြင့်တဖြည်းဖြည်းမှုံလာသောပရိမမှန်ချက်ကိုမိငယ်သည်ငင်းငင်းကလေးထိုင်ကငေးကြည့်နေသည်ရင်ထဲတွင်ဟာကစာနေတော်လဲဘာကိုမှလဲစားခြင်းစိမ့်မရှိခြင်းလက်ကိုလည်းမမြောက်ခြင်းကိုယ်ကိုလည်းမလှဲ့ခြင်း လူတစ်ကောလုံးနှုံးပြီးတော့ပြော့နေသည်မိငယ်နောက်ခေါ်ပတ်တန်းမှကြည်ကြည်ဝေးကတူတူကလေးခေါ်သည်နင်အင်စာတွေပြီးပြီမဟုတ်လားယင်ဘာအင်စာတွေလဲသင်ချလီอืมပြီးပြီငါ့ကိုခဏပြီးဆက်မှာဘာလဲနင်ကူးချမလို့လားအေးနေရာလေးဟာ အမားကြီးတို့ရင်တီချဲကစုနေဦးမေမိငယ်ကမျက်မှောင်လေးမတိမတာကျုပ်ကပြောလိုက်တော့ ကြည်ကြည်ဝေမျက်နှာငယ်သွားသည် ထို့နောက်တပြင်းချကပြောသည်အသေးလေးရေနေထွက်ရင်အမြဲမှန်တာပဲဥစ္စာဘယ်တော့ကများမှားဘူးလို့လဲတော်ကြနေကြောင်းတက်တော့အင်းစာတွေထပ်ခိုင်းတော့မင်းငါတပုံးမှမတွက်ခင်ရလို့ပါအခုမှတွက်ရင်လည်းမိမမဟုတ်ဘူးကြာနေဦးမှာနေပါလို့အိမ်ကမတွက်ခင်တာတော့ကြည်ကြည်ဝေဒီမိငယ်လောက်စာမတော်တော်လဲတော်တော့တော်သေးပြီ အတန်းထဲတွင်တင်းစားပြိုင်တွက်လျင်တခါတည်းရန်သူကပင်အလျင်ပြီးတတ်သည်သို့သောအိမ်စားမှုပြီးလိုက်ရင်တော့ပြီးအောင်လုံမလာတတ်ပြီအမေကဖျားနေတယ်ဟာအဖေကလည်းဝမ်းနေတဲ့တော့မှအထည်သွားောက်တာပြန်မလာသေးဘူးမောင်လေးကညီမလေးရောငါနဲ့အတူတိတ်ရတာအမေစီကဖျားကူမှဆိုလို့လေအေးရေးပြတ်တယ်ဟာတော်ကြရင်ဤထပါလိုက်တော်ကြရင်ရှူးရှူးတင်ရတဲ့ တော်ကြာရေတောက်ချင်နေပြောင်းလိုက်နေရှုပ်နေတာပဲဒီကြားတဲ့အမေကညောင်းလို့ကြိုက်လို့ညင်းနေတော့နင်းနေပေးရသေးတယ်ငါမှပြင်းအင်းစားတွေကိုတွက်ဖို့အနေနဲ့တသားရှားလို့တော့မကုတ်ကားပါဘူးဟာဒီနေ့တော့ကြောင်းမတက်ရတော့ဘူးထင်းနေတာជីជីမေရောက်လာလို့ငါကြောင်းမပြတ်တာမိငယ်ချက်ချင်းစိတ်ပျော်သွားသည်ကိုရင်နဲ့ကိုပါစီတော့လေသူမတွက်တက်လို့ခိုးချတာမှမဟုတ်ဘဲ အချိန်မရှိလို့မတွက်ခရာဟူတွင်နေသင်္ချာလေးချင်ငယ်ဆောက်ကလေးကိုအလွယ်တကူထုတ်ပေးလိုက်လေသည်ဆီယာမားကအင်းစာရီလောက်မလာလျင်ရိုက်တက်သည်ရှုံးထတယ်နော်အစိုးရစစ်တည်ရလားပေါ်ဒီပေါ်စတွေလောက်မနေနဲ့ဟုစူတက်သည်မိငန်းနဲ့ရမင်းခင်လို့စတော်အောင်ကျူးစားကြပါလားဟုဆံပြပြီးပြောတော့ခါများတွင်မိငယ်သည်ရင်ထဲတွင်ဖျားပွဲလှဲ့နေတော်လေခေါင်းကုတ်ရတော့မလို့လို့ နှာခေါင်းပွင့်ရတော့မလို့လို့နဲ့အနေရအထိုင်ရခံလာသည်ယမင်းခင်တို့ပြုံးပြုံးလေးနေတောင်ကြိုးစားတော့လေမအောင်မြင်ပြီသူတို့နှစ်ယောက်ကတော့ရင်းမောင်းတမ်းပြီးပြေးနေကြတာပဲသူကနည်းနည်းကြောလိုက်ငါကနည်းနည်းတားလိုက်နဲ့မနစ်ကလေးကတက်တဲ့စီပထမရနေကြတာညာရင်ချင်းကတူတော့ဝရိယတားတဲ့သူကကြောသွားတာပဲဟုဆရာမကပြောသည်မိငယ်နဲ့ရကမင်းခင်သည် ။ညာရင်ချင်းစာတော်ရာချင်းတူတော့လေ။လူချင်းကတော့လုံးဝမတူပေ။မိငယ်ကပိန်ပိန်တီတီညံ့ညံ့လေးဖြစ်သည်။ယမင်းခင်ကတော့အသားဖြူဖြူပဆုံဖောက်ပေါင်းနဲ့ဝမတူတူလေးဖြစ်သည်။တငယ်ချင်းများကမိငယ်ကို အသေးလေးဟုခေါ်ကြပြီးယမင်းခင်ကိုတော့စင်ပါဟုအမည်ပေးထားကြသည်။အတန်းထဲတွင်အပြောင်အပြက်ပြောတတ်ဆုံးဖြစ်သောတထားတွေကမူယမင်းခင်ကိုယမင်းစင်ဟုခေါ်လေသည် သူတို့ကဆင်မျိုးတဲ့သူကလည်းဆင်ပေါ့သူ့ဖေကလည်းဆင်ကြီးမဟုတ်လားဟုသဘောကျစွာနဲ့ရှင်မောဤဒုံနောင်ငါကအသားဖြော်တော့ဆင်ပြူနော်ဟုပြောလိသည်ဟင်းတူတော့တူတယ်ဟိသူမေကမငိမ့်လက်ကလက်ခုပ်တီးကထအော်တော့မိငယ်ကလန့်သွားသည် တွင်းလက်စအတွင်းကဖြက်ခနဲ့ပြက်ကလွင့်ထွက်သွားသည်ငိမ့်လက်ကြည့်သည်ကိုကြည့်လိုက်တော့ကြောက်တဲ့မုံကိုအဝိရေစွပ်ပြီးပုတ်ဖြတ်နေတော့ တတ်ထားနှင့်ကိုတွေ့ရသည်ကြောက်တင်မုံဖြတ်သည်ကိုကောင်းကောင်းမဖြတ်ပဲမန်းစကားရုပ်ရှင်နှင့်မှကြော်ဟင်း၏အမှုရာမျိုးလုံးပြနေသောကြောင့်တအုံအုံနှင့်ပွဲကြနေကြသည်သူကိုကြည့်ရသည်မှာရဲစရာကောင်းလွန်သောကြောင့်မိငယ်လိုက်ရှင်မိတော်လေခါတိုင်းလိုစိတ်ကမရွှင်လာကြည်မိငယ်ជីကြီးကခေါ်ပြန်သည်ဟင်နေမကောက်မူလားတမျိုးကြီးပဲကောင်းနေမှလည်းအုံအုံခက်ခဲကြီး တကူလုံးလေးညောင်းနေတယ်။ဘုရားကြီးနင်းတော့တက်ကွေးကွေးတော့မယ်ထင်တယ်။အင်းကွေးတော့မလားမသိပါဘူး။ငငယ်ကတုံနှဖုံးကိုစမ်းကြည့်ရင်းနဲ့တောင်းနာနာနဲ့ပျော်ရှာသည်။အိမ်မှာတော့သူကစပြီးဖြားတော်မူထင်သည်။တက်ကွေးကွေးရင်းအနည်းဆုံး၃လရက်တော့ချောင်းပြတ်တော်မူမို့မိငယ်စိတ်ညစ်မိသည်။ဒီလိုသာချောင်းပြတ်လိုက်ရင်ရှင်လေးရပြင်းနေသောရမင်းခင်ကသူကိုအသားလေးကြော်တက်သွားပြီဖြစ်သည် ဘသူကွေးပါလဲသူတို့နာကောရောက်လာတော့ယမင်းခင်ကဝင်မေးသည်ငါလေကွေးရမြကွေးတော်မှလာလို့ဘာဖြစ်နေလို့လဲခေါင်းနေအုံနေလို့ပါဟာမိငယ်သည်ယမင်းခင်ကြိုက်စားနေတော့ပန်းသည်နီနီလေးစီမာနေသူမျက်လုံးကိုကြိုးစားပြီးလွှဲလိုက်သည်မျက်လုံးကိုလွှဲဖယ်လိုက်နိုင်တော့လဲတင်းတင်းလေးမှွေးနေတော့ရနံကိုမရှူပဲမနေနိုင်အဲ့ဒါဆိုရင်ဒီကိုတက်ပလက်နဲ့ ါရာဆင်တမွန်နဲ့ဗာမီတုံနဲ့ရောပြီးတော့တောက်လိုက်လေမမေဆိုရင်ဒီလိုပဲတောက်ခိုင်းနေရမင်းခင်ကပန်းတီကိုအတန်မြောင်ကိုက်စားလိုက်တော့မင်းငယ်လေးဖြက်ခနဲ့ကြည့်မိပြန်သည်ထုံတော်မျက်လုံးကိုအမြန်လွှဲဖေကငါလေးဘာကုန်းမှလည်းစားကျင်စိတ်မရှိဘူးဟုမစိမဆိုင်နဲ့ပြောရင်ဓာရီကိုမတိမတာမြှောက်ချလိုက်သည်ကော်ဖီတော့မတောက်ချင်ဘူးလားဟင်ဟင် ိငယ်ကရောရောင်ပြီးတော့ခေါင်းခါလိုက်သည် တကယ်တော့မိငယ်တို့အိမ်တွင်ကော်ဖီမဖြော်သည်မှပင်အတော်စားမိပြီအဲဒဲလာလီနေရှင်ရွေးချမ်းနဲ့ထညက်ခဲတာထွက်လာတတ်သည်နေကော်ဖီမတောက်ချင်ရင်အိုဘာတင်းတောက်ပါလိုက်မက်ထရိုပါလဲကောင်းတာပဲဟုတ်လားမိငယ်ကဦးကြောင်ကြောင်နဲ့တန်ရောက်လိုက်ခါခေါင်းငိမ့်ပြန်သည်မိငယ်အတန်ဆယ်နှစ်ပင်ကြော်ခဲ့ပြီး ။အိုဘာတင်းကို3-5ကတောက်ပူးတော်လေ။မက်ထရိုဘာဆိုတာကိုတော့ဘာမှမမသိ။ဒါမဲ့ငါတော့ကော်ဖီပဲချိန်တယ်။အိုဘာတင်းတို့ဟော့လစ်တို့ကအီလုံးလို့လေ။ရှမင်းခင်ကစံသမျပန်းသီးစိတ်ကလေးကိုပစက်တဲ့အကောင်ထဲလိုက်သည်။မိငယ်လေးတပ်ပြင်းကိုအသာချလိုက်ပြီး ပန်းတီနံမှုမှုလေးကို ရှူလိုက်ရတော့ကြောင်လားမသိ။ခေါင်းထဲတွင်အုံအုံခက်ခဲဖြစ်နေသည်ပင်အတန်ငယ်တက်တာသွားသည်ဟုထင်မိသည်။ ရောက်အသေးသေးငါတော့တတော့ရိုက်ပြီးတော့ကူးချလိုက်တာပဲជីជីဝေကတင်ချလေးစင်ငန်းဆောက်ကလေးကိုပြန်ပေးသည်အခုမှပင်စိတ်ရေးတော်ဟန်ဖြင့်မျက်နှာရွှင်လာသည်အော်ငါမေ့နေလို့ငါမဆေးပါတယ်နင်းတောက်မလားသေးလေးဘာဆေးလဲရင်ပါရာဆေးတမော့လေးជីជីဝေကကွန်ပါပူထဲမှာစက်ကူထုတ်ကလေးကိုလှမ်းယူသည်အသာဖြန်လိုက်တော့ဆေးပြားဖြူဖြူလေးတုံးပြားကိုတွေ့ရသည် ငါတော့အမေစီကအဖျားကူတော့မှာပဲဆိုပြီးတော့လုံလုံမမယ်ယူထားလာ short တပြားတောက်လိုက်ခေါင်းကိုက်ပြောက်သွားခေါင်းကိုက်တာတက်တက်ဆိုရင်အင်နာချက်စင်ကပိုကောင်းနေဆိုမမီပြောတာပဲအစာလေးကော်ဖီလေးနဲ့တွဲပြီးတော့တောက်တယ်ယမင်းခင်ကပြောသည်ကျောင်းတက်ခါနီးပြီးမို့သူ့ဤကြောပိုးအိတ်ကလေးထဲမှာလက်ထက်ကွန်ပါဘူးကလေးနဲ့ပလတ်စတစ်ပေးတဲ့အပြာရောင်ကလေးကိုထုတ်ကားခုံမော်ရင်အသင့်တင်ထားလိုက်သည် အင်နာချက်စင်တလုံးကိုနှစ်ချက်ပေးရတယ်။ပါရာစီတမော့က BBI မဟုတ်ဘူး။တယုံဆိုတော့တလုံးမှာတတ်မှတ်ရင်။ဟမ်နင်ကလည်းမဟုတ်တာ။အင်နာချက်စင်ကဒီလောက်လည်းဈေးမကြည့်ပါဘူး။ယမင်းခင်ကအံ့ဩသလိုပြောသည်။ជីជីဝဲကယမင်းကိုစိတ်မရှိသွားကြည့်ရင်းနဲ့ပြန်ဆောင်ထိုးလိုက်သည်။ကျန်သောဈေးပြားလေးနှစ်ပြားကိုစကုန်နေပြန်ထုတ်ပြီးတော့တန်ကမာဘူးနဲ့တို့ခတ်ဆောင်ဆောင်လေးပြန်ထည့်လိုက်သည်။ င်းတို့ကတော့နင်းတို့ကိုဖယ်စင်းကြည့်ပါလေနင်းတို့ဝင်တဲ့ဆိုင်မှာငါတို့မဝင်ရတာလေနင်းသိရသားနဲ့အခုအမေဖျားနေရင်ချောင်းဆိုလို့တောက်နေရတဲ့ဆေးရောင်လေးတွေလေဘာပါလဲအင်ပါပါဆိုလားအပလန်စလင်ဆိုလားဒါနကိုနှက်ချက်ခွဲတဲ့ကြီးကြီးမေဘိုင်းနာရဲ့တောက်တဲ့ဆေးပြဖြူဖြူလေးတွေကြတော့တလုံးကိုငားမက်တစ်ချက်ခွဲငါကအမေနဲ့တူဆေးဝင်ရင်လိုက်လိုက်သွားရလို့သိနေတာ တို့တို့တော့ပြောနေတော့ကြည်ကြည်ဝေးကိုရှမ်းမင်းခင်ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ငေးကြည့်နေသည်မောင်လေးနဲ့ညီမလေးကိုတော့အမေကဘာပလက်ရေမတိုက်တော့ဘူးထမင်းရေတောက်နေအားရှိတာပဲတဲ့ထမင်းရေထဲမှာဗိုက်တာမင်းအပြည့်ပါတယ်လေအင်ငယ်ကဆေးပြားလေးကိုအားကောင်းနဲ့ထည့်ပြီးမှရေပူတဲ့ကရေကိုတောင်းလိုက်သည်ဆေးလေးကရှွရှွရှူရှူစိမ့်မသာပဲလေချောင်းကလည်းတင်နေ၍လက်နှင့်အသာတတ်ချရသည် အိဇာရီလာထက်ကြပါအတန်းကောင်းဆောင်ဆွဆူလင်းအော်တန်နှင့်အတူကျောင်းတက်ခေါင်းလောက်ထိုးတန်ကိုကြားရသည်စုံညာနေရသည့်အထဲတွင်တထားຫນွေကတချင်းတစ်ပုဒ်ကို အမူအရာနှင့်ဆိုပြနေပြန်သည်မိုးရွာရင်မိုးရီချိုးမယ်ဖဖေလာရင်မိုးရီချိုးမယ်မိမိလာရင်လည်းမိုးရီချိုးမယ်တဲ့ထို့နောက်ငါတို့လမ်းထဲကကောင်းလေးတွေကဆွနေရသည်ရီမလာတာတောင်းရန်ရှိပြီဟာဟုဆက်ပြောသည် တင်းချာအင်စာတွေလာထက်ကြပါဆွဆူလင်းကအော်ပြန်သည်ជីជីငွေက ထမယ်ဟေးထမယ်ဟု ပြန်အော်ပြီးတော့မိငယ်ကြီးစာအုပ်ကိုပါနှံယူသည်ထို့နောက်ဆီယာမကြီးစပွဲပေါ်ကစာအုပ်ပုံတွင်တွားထက်သည် အမားချင်းတူနေရင်ဆမ်မတတိမထားမိစေရန်တအုပ်ကိုအပေါ်ဆုံးတင်ကကြံတအုပ်ကိုစာအုပ်ပုံဤအလဲရင်ထိုးထည့်နေပေသည်ជីជីငွေကဘာဖြစ်လို့စိတ်တူနေရလဲယင်ငါဖယ်သိမှလဲ မိုးဝဲလေးများကရုပ်တရက်သေးလာသည်မိုးဆက်မိုးပေါင်များကမှန်ပတင်းပေါက်ကိုခပ်ပြင်းပြင်းလေးရိုက်ခတ်လာသည်မိငယ်ရမင်းခင်ကခေါ်ပြန်သည်နင်ကဘာလို့စိတ်တူနေရလဲငါပဲသိမလဲမန်ဆက်ကိုဖိပြီးကွဲချိန်လွင့်စင်သွားသောမိုးပေါင်ကလေးကိုငဲချင်ရင်းနဲ့မိငယ်သည်အနည်းအောင်ပန်းသိကြီးကိုမြင်အောင်နေလေသည်မိမိပန်းသိတလုံးကိုဘယ်လောက်ပေးရလဲ ချင်းတောင်ပန်းသည်ဆိုရင်၃လချက်ပေါ့နည်းနည်းကြည့်ရင်တော့၄၅၆ချက်ပေးရတယ်အယောင်စိမ့်နေလीမဟုတ်ဘူးမမေရဲ့အလုံးကြီးကြီးအယောင်နေနေနဲ့အနတ်မှွေမှွေအဲ့ဒါဆိုရင်တော့၄၅၆ချက်ပေးရမှာပေါ့မိမိဒီခါတရုတ်တန်းမှာတွေ့ရတော့စာကတ်ထားတယ်ဆက်ရှစ်ချက်တဲ့ဟင်တော်ပါပြီမိငယ်ပခုံးလေးတွန်းလိုက်သည် ဆက်ရှိချမ်းဟူသောစာရန်လေးကိုမြင်ရမီတော့ခေါင်းထဲတွင်တရည်ဝဲဝဲလည်နေသော အနီဟောင်းပန်းသည်လေးကဖြတ်ခနဲပြောက်သွားနေသည် ပြုတ်ပြီးသားမြင့်များကိုစစ်နေတော့မှတင်းပြီးတွဲကြိတ်ကြီးကြီးနဲ့ချစ်နေသောအမိကမိငယ်ကိုစူးစမ်းသလိုလှမ်းကြည့်သည်ဘာလဲသမီးကစားချင်လို့လားအလကားရရင်တော့စားချင်တာပေါ့မမီယာငွေတော့မစားချင်ပါဘူးဆက်ရှိချမ်းဆိုသောငွေကနင်းနင်းနုံနုံမှမဟုတ်တာ င်္ဂလာသည်ပေါ့ပွားချိုချိုကြီးတွေဝဲစားနေအများကြီးရနိုင်သည်ဒါမှမဟုတ်တစ်တော်သည်မင်းကိုသည်ပင်ရသည်ကပြောသည်ဆိုရင်အိုးစားစရာတွေဆုံးလို့ပြည့်လို့ဒီလိုတွင်းမိတော့လေမိငယ်ပြောသွားသည်စိတ်မပါလက်မပါစားနေတော့ထမင်းမင်းအရသာရှိပြီးစား၍ကောင်းသွားတယ်လို့လို့ရှိသည်တမီးထမင်းစားပြီးရင်အမေကိုပါရာစီတမောက်တစ်လုံးနဲ့ဗာမီတုံတစ်လုံးရှင်လာပေးစမ်း နာရီဆွေးပြီးတော့ခေါင်းနဲ့ကိုက်နေလို့သမီးနဲ့เจ้าမှာခေါင်းနဲ့အုံနေလို့ဖျားမိထင်းနေတာជីជីဝဲကဆေးစလုံးပေးလို့တောက်လိုက်တော့တက်တာသွားတယ်မမီဖျားတော့မဖျားနိုင်ပါနဲ့သမီးရဲ့ထောက်ကြရင်เจ้าပြက်နေအောင်မင်းသမီးเจ้าပြက်ရင်ရမင်းခင်ကကြောသွားမှာမမီရဲ့နောက်ပြီးတော့အင်စာရီကလည်းတပန်တရက်ကို အများကြီးဒီနေ့လည်းအများကြီးပြေးနိုင်သေးတယ်เจ้าပြက်ရင်အင်စာရီအားလုံးနောက်ကျသွားမှာ မိငယ်ကထမင်းကိုလက်စားတက်စားကပကံစေသည်။ကြောင်မပြတ်ဖင်းနေတော့ပထမရဖို့တေးကြသည်မဟုတ်။ရမင်းခင်ကလည်းစရုပ်ထာတဲ့တွင် ပွဲဥထွက်ပထမရရန်အချိန်နှင့်စူးစမ်းမည်ဖြစ်သည်။ဘယ်နှနာရှိပြီလဲသမီး။ငါးနိုင်ခွဲတော်မင်းမမီးဖေဖေရုံးကပြန်လာတာနေပြီ။မိငယ်သည်အိတ်ခမ်းထဲကိုဝင်ခဲ့သည်။အိတ်ခမ်းထဲမှာပါရာစီတမောဟုရှိထားသောပလင်းလေးကိုယူလိုက်သည်။ဆေးပြားနှစ်ပြားသာကျန်တော်သည် မမီတုံပလင်းနဲ့မှာတော့တပြားမှမရှိအရက်ပြန်ပလင်းကလေးဖြင့်ကက်သာကျန်သည်ပြုတ်စီအနီကတော့တဝက်လောက်ရှိသေးသည်ဖေဖေဝဲလာပြီးမိငယ်ကိုတိုက်ဖို့တော့ဗီတာဆောင်အားစီပလင်းလေးပြောင်းတလင်းခါနေပြီဖြစ်သည်မိမရဲ့ဆေးတွေကလည်းကုန်ကနေနေပြီးမမီတုံလည်းတပြားမှမရှိတော့ဘူးအေးကွယ်ဝင်းမေဝင်းမင်းနဲ့ဝဲကိုမဝဲပြေးနိုင်ဘူးပေးပေးရှိတာပဲတောက်လိုက်တော့မယ် မိမိကပါရရှင်တမောင်တပြားတော့ကမြစ်တွေကိုဆက်ပြီးတော့ချင်နေသည်ပင်မန်းလိုခေါင်းကိုက်တာပါခဏနေပျောက်သွားမှာဟုသူ့ကိုယ်သူအားပေးသည် သမီးဘာလို့ပြေးရအောင်မလဲမိမိမလုံးနဲ့သမီးသွားစာသွားချက်ချေတော့သင်ချာရင်အရင်တွက်လာအောင်မင်းပြီးမှစာချက်မင်းမိငယ်ရင်းစာချေစပွဲတက်တက်မရှိပေဖေဖေက40နီးဝယ်ပေးထားသောဘေးရင်ဆရာခုံလေးကိုစာချေစပွဲအဖြစ်နဲ့တုံရသည် ဖောင်လေးကိုနေရာတကျချပြီးကျက်လို့တွက်လို့ရသဖြင့်မိငယ်ပို့ပြီးတော့သဘောကျသည်ရခိုးလည်းခုံကလေးကိုမိဖို့ကြောင့်သို့တဲလာသည်မိမိမိရင်းမင်းထိုင်ပြီးတော့အင်စာလှုပ်ခြင်းသည်မိုးတွေကမဲလာတယ်တမီးမမှမူးလားမိဖွင့်ပြီးလို့ဒီမိငယ်ကမိခလုတ်ကိုထားပွင့်သည်ရောက်ခနေအတန်သာကြားရသည်မိကလေမလားဟင်မမေမိလဲမလားဘူးပြက်ပြက်မိထင်နေ မထင်နဲ့မမရဲ့ပြက်ကိုပြက်တာပါဒုက္ခပဲအင်းစာရီကအများကြီးကိုမိငယ်ဒီဇပွဲလေးကိုပရင်ပေါန်တာတို့ကပြကရရွှေလိုက်သည်ရှိသည်မကြံသည်မအလင်းရောင်ကလေးနဲ့အင်းစာပေးလိုက်သောတင်ချာရီကိုအပီးထွက်နိုင်ရန်ကြိုးစားရမည်ဆော့ဆော့စီစီကမိပွင့်ကြည့်မိရင်ကောင်းပါဟဲခါတိုင်းတို့ចောင်းကပြန်ရောက်ရောက်ချင်းအင်းစာရီလုံးမိရင်လည်းတော်သေးတယ်အခုတော့ အတုံးမကျတဲ့ပန်းတိဆုပ်ချောင်းကိုထိုက်တွင်းနေပြီလို့အလကားနေ အချိန်လေးကုန်သွားတာမိငယ်တွေသူ့ကိုယ်သူအပြစ်တင်နေသည်အလင်းရောင်ကလည်းလိုချင်ပါသည်ဆိုမှချက်ချင်းလိုလိုပြီးမှောင်ချသွားသည်မိုးသားတွေကလည်းအုံပြီးတော့မဲတက်လာလေသည်မိုးကြီးတက်တဲ့နဲ့ရွာတော့မယ်ထင်နေဟဲ့သမီးမောင်ကြီးတွေမှာစာလုံးနေသလားဘီးမထုံဘူးလားဖေဖေကမိငယ်ဘေးရင်လာရက်သည်ဇပွဲရင်ဇောကနေတဲ့ပြင် ဖေဖေပြန်ရောက်လာသည်ကိုမြင်မတည်လိုက်ချင်းမင်းမလာဘူးဖေဖေမင်းငယ်ကအားကိုးတကြီးပြောတော့လေဖေဖေကဘာမှလှုပ်တတ်ဟန်မတူသပင်းကသာတည်တည်ချသည်မမေကတော့နှုတ်မုံကူအလွတ်ပေါ်ရင်ဖျောင်းနိုင်တဲ့တိုင်းဆိုင်ကမင်းငယ်ဤဘေးတွင်လာချပေးသည်ရင်းနှစီမိရင်လေးလှုပ်ပါလာကွာဖေဖေကပြောတော့မမေကမသိမသာမျက်ဆောင်ထိုးသည် ရင်းနှံစီမမရှိတာကိုကွယ်သိရတာနဲ့ဒီလိုဆိုလဲဖျောင်းနိုင်နှစ်တိုင်ပို့ပေးပြီအိမ်မှာရှိတာမှသုံးနိုင်ရဲ့မိကဘယ်စိတ်ထိပြက်မယ်မှမသိဘူးမိမိရဲ့အတန်ကပြုံနေသည်ဖေဖေကတော့စိတ်တူလာပုံရသည်မိပြက်တာလဲသိရတာနဲ့ဖျောင်းနိုင်ကို ပို့ပို့မုံမုံလေးဝဲထားပါလားကွာအော်ပြောတော့လဲရိုက်တာဖျောင်းနိုင်တိုင်းကိုဘလောက်ပေးရသလဲရှင်သိလားလကောင်ရဲ့ရှင် ဒီတော့မမေအတန်းကဆက်ပြီးတော့မှလာသည်ဖိဖိနဲ့ငြိမ်သွားသည်မိငယ်ကတော့ဘသူ့ကိုမှခင်မဆိုင်နိုင်ဝါချင်းချင်းအလင်းရောင်မိမ့်မိန်ကလေးတဲ့ဝင်စကောအရာကြက်ရဲ့ကြိုးစားသည်မျက်လုံးဒီမီးမြအပ်ပွဲကောင်းချောင်သိမ့်သိပါသလားမျက်လုံးဒီကိုခန္ဓာဤအနုနေဆုံးအလုံးအများဆုံးအင်္ဂါဆုဖြစ်သည်ထို့ကြောင့်မျက်လုံးကိုဘေးမဖြစ်စေရန်ကာကွယ်ရမည်မိငယ်ဒီသူ့ဤအကျင့်အတိုင်းကိုကိုရှိရိုးနောက်ငယ်ရှင်၏ အတန်ထွက်ရင်ကြက်၏မျက်လုံးဒီမှာကြောနေသောအယိုးများကာထားတကဲ့သို့ဆိုင်းဝင်းနေရှိသည်မျက်ခုံမျက်တောင်မွေးတို့ကရှေ့မှကာထားသည်အလင်းရောင်ကမိန်တော့အတုံအားဆိုင်ရပြီးတော့ဖတ်ရသည်ဖျောင်းနိုင်ကြီးကခဏနေကြရင်ကုန်းတော့မေးချက်စရာရဲနဲ့အများကြီးကြံသေးတယ်စာမရရင်တော့ဒုက္ခပဲရှမင်းခင်ကတော့အားလုံးကြက်လုံးရှာမှာဟုတွေးမိပြီးရင်ထဲတွင် ပူလာသည် မီးပြက်လို့စာမချက်ခဲ့ရဘူးဟုပြောနေရမင်းခင်ကမီးပြက်ရင်မီးစံမဖွင့်ဘူးလားဒါမှမဟုတ်ဘက်ထရီမီးကြောင့်ထွန်းရတဲ့သားနဲ့လေပြောမီကိုကြိုတင်ပြီးတော့ကြားရောက်နေပြီးသည်ပြပြနဲ့မမီးကဖျောင်းနန်းဒီတတိုင်းကိုစပွဲဝိုင်းဒီအလယ်ရယ်ဆိုင်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ထမင်းစားနေကြသည်မိငယ်စာကြွေမပြီးခင်ဖျောင်းနန်းဒီကကုံသွားသည်မိငယ်ဒီစာကြည့်ခုံလေးပေါ်တွင်လက်ထောင်ရင်းနဲ့ တိတ်တိတ်ကလေးထိုင်နေသည်။မျက်ရည်ကိုတိတ်တိတ်ကလေးတုတ်ကာနှာရည်ကိုတိတ်တိတ်ကလေးညစ်သည်။ဟဲ့သမီးငိုနေတာလား။မိမိကမေးတော့မငိုပါဘူးမိမိဟုငိုတဲ့ကလေးနဲ့ဖြေနေသည်။